ဥလေးကျော်နဲ့တရားတရားထိုင်ပြီးစိတ်ရင်းနေပြီသူရဲ့တနေ့တာကိုကွန်ဆုံလေးရှိတာပေါ့ကျွန်တော်တို့ရွာနေတဝိုက်မှာတော့ဥလေးကျော်လာဝတာအာကိုရဆရာတပါးအနေနဲ့အားလုံးကယူတည်နေကြကြတယ်သူတစ်ဖြင့်အပမင်ခံရတာတွေစုံဖူးတာတွေတစေတရေပူကတ်တာတွေအားလုံးကိုဥလေးကျော်လာကသာဖြေရှင်းပေးရတဲ့ဆရာတစုပေါ့ဆရာကြီးရဲ့အနားမှာတော့မဆိုးတယောက် ဝေယဝိဆရီကိုလောက်ကင်ပြီးရင်ပညာစီးမှုရင်ကြိုးစားနေသည်မှာသုံးနှစ်သုံးမှုပြင်းမြောက်ခဲ့ပြီးထိုသောနှစ်တာကာလအတွင်းသူဟာဆရာကြီးရေရွတ်တဲ့ကာလမန္တန်ရဲ့ပုံစံဆရာကြီးရဲ့တည်ငြိမ်အေးဆေးစွာအပအနေနဲ့ပညာရက်တွေကိုတလေတစားလေ့လာသင်ယူနေခဲ့တယ်။ဆရာကြီးရဲ့ညှိုးဝှက်ဆန်းကျက်သောပညာရက်တွေကိုဒီနေ့တင် जा ခွင့်ရရန်မောင်စုတယောက်ညှော်လင့်နေဒီမှာလေနှစ်အတော်ကြာခဲ့ပြီး ဆရာကြီးဦးကျော်လာတရားမောင်စုရဲ့စိတ်နေစိတ်ထားကိုကျင်းဒီလာတွေကိုစမ်းစစ်လေ့လာရင်းပညာအမွေပေးဖို့တပည့်အဖြစ်လက်ခံပြီးရန်ဆုံးဖြတ်လိုက်တယ်။အဲဒီနောက်ဆရာကြီးကမောင်စုအားမိကိုတချို့မေးလေတော့တယ်။မောင်စုမင်းဒီပညာကိုသင်ယူဖို့စဉ်းသင့်ဖြစ်ပြီလား။ပညာမွေဆက်ခံဖို့စဉ်းသင့်ဖြစ်ပါပြီဆရာ။ စင်သည့်ဖြစ်ပြီးဆိုရင်မင်းစောင့်ထင်းရမယ့်စီရင်တွေကိုပြောမယ်။တေရှာမှတ်ထားဖို့ပြောရင်ရည်ရွတ်ပြနေတော့လေ။ကိုချင်းတီလာကိုစောင့်ထင်းရမယ်။ကိုဂျိုးစီဝါအတွက်အသုံးချခြင်းနဲ့မကောင်းတဲ့လမ်းစဉ်တွေမှာအသုံးချခြင်းကိုလုံးဝရှောင်ခြင်းရမယ်။ဒီစီမင်းတွေကိုလိုက်နာနိုင်ရင်ဂတိတစ္ဆာခြင်းဆိုပါမောင်ဆိုးတရားဂရိတစ္ဆာကျင်းဆိုပြီးဒီနေ့တပြိုင်တည်းဖောက်ပြက်မိပါကကျွန်တော်ဤခန္ဓာကိုယ်ကိုဖြတ်တန်းစည်းစင်းနေတော့တွေ့ကြမြန်သည် မိပူညာလောင်ကျွမ်းတဲ့ကဲ့သို့ခန်းစားရစီသည်ဟုပါတပါးတဲ့ကြိတ်ဆိုလိုက်သည်ရှင်ကာလကြာလာတာနှင့်အမျှမောင်စိုးတယောက်ဆရာကြီးယုံကြည်အားကိုးရသောတပည့်အဖြစ်သို့အတိအမှန်ပြုခံရပြီဖြစ်သည်ဒီလိုနဲ့ဒီနေ့မှာတော့ဆရာတပည့်နှစ်ယောက်လိုအပ်တဲ့ပစ္စည်းတွေကိုထုတ်ရင်းခီးထွက်လာကြတယ်ခီးထွက်လာတဲ့လမ်းတစ်လျှောက်ဆရာကြီးဟာသူ့ရဲ့အတွေ့အကြုံတွေကိုပြောပြရင်းဆုံးမဩဝါဒလေးရွှေနေတာပေါ့အကြီးနောက်ကလိုက်ရင်း နှစ်ရက်လောက်ခင်းဤဆက်ပြီးတဲ့နောက်မှာတော့တောအုပ်အနီးကရွာလေးတရွာကိုတွေးလိုက်တာနဲ့ဆရာကြီးကခေါင်းလေးညှိရင်ရွာရဲ့ရှင်ဒီကိုအကဲခံနေလေတယ်။မနှက်မိုးလင်းရွာလေးကိုရောက်လာတာကြောင့်ရွာသူရွာသားတို့ဖုံးတော်ကြီးတပါအားကြီးညိုစပွဲဆုံးကတ်နေတာကိုမြင်လိုက်ရတယ်။ရွာကလေးကအင်ဂျီလွန်နေပါပြီ။သွားလာသိမ့်မရှိတဲ့ရွာလေးပေါ့။ ဖုန်ကြီးစွန်လာမိဒီနဲ့ရွာသူရွာသားတို့ရဲ့အကြည့်တွေဟာကျွန်တော်တို့ဆရာတပည့်နှစ်ယောက်စီရောက်လာတာပေါ့ရွာတကြီးဖြစ်ဟန်တူတဲ့လူတယောက်ကျွန်တော်တို့နာရှင်းကပ်လာရင်စကားဆိုလာတယ်မင်းတို့ဒီရွာကိုဘာအတွက်ရောက်လာတာလဲဒဇိန်တွေကိုဒီရွာမှာညာအိတ်ခွင်မပြုဘူးဟု တကြီးမှခက်ပြက်ပြက်ပြောလိုက်တယ်ဆရာကြီးဦးကျော်လာတယောက်ခေါင်းလေးညိန်ရင်ရွာပြင်မှာတညာနှညာအိတ်ဖို့ခွင်တောင်းနေတယ်ထိုးချိန်မှာပဲ တကြီးရှိရာသို့လူငယ်လေးတယောက်လန့်တကြားအော်ဟစ်ပြေးဝင်လာတယ်။တကြီးတကြီးအထစ်ထစ်အငေါငေါနဲ့တောင်မိုင်းကတောင်မိုင်းကဒေါ်လီအီကြီးတကြီးတယောက်စိတ်မရှိသောလေးနှံဖြင့်ပူချုပ်စိတ်အေးထားပြီးတရားပြောစားအေးကြီးမှမဖြစ်လို့တော့ပူချုပ်တယောက်ကြောက်လန့်ဆိုးရိမ်နေတဲ့အတန်နဲ့ဒေါ်လီအီကြီးကတရေဝင်ပူနေတယ်လို့ပဲတကြီးကတကူလုံးနဲ့တွန့်လိန်နေတာပဲ။ မြ мян လေးလိုက်ကြည့်ပြပါဦး။တော်ကြအသက်အန္တရာယ်ထိခိုက်နေပါဦးမယ်ဟုပြောလိုက်ရ။တကြီးတရားမတိမတားလေးတက်ပြင်ရှားလိုက်တယ်။ရှင်နေရိတ်စားမိတဲ့ဆရာကြီးဦးကျော်လာတရားရှင်နေရရေးကြည့်တယ်လို့ပဲတကြီးသာခွင့်ပြုမယ်ဆိုရင်ကျွန်တော်တို့လည်းရှင်နေကိုလိုက်ပါကြည့်ရှုပေးခြင်းပါတယ်တကြီးတရားစကားမပြောပဲခေါင်းကငြိပြလိုက်တယ်ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်လည်းတကြီးနောက်ကနေအလင်းအမြန်လိုက်ပါသွားကြတာပေါ့ ဆရာကြီးဦးကျော်လာတရားခုံမမရှိတဲ့ဒေါ်အေးကြီးအနာကိုတဖြည်းဖြည်းချင်းရှင်းကပ်သွားပြီးတည်တည်ရှိရှိအကဲခတ်ကြည့်လိုက်တယ်။ဒါရူးရူးပြားနာခြင်းမဟုတ်ဘူး။ခန္ဓာကိုယ်ထဲမှာမကောင်းစရာတစ်ခုမှရှိနေတယ်လို့ဆရာကြီးပြောလိုက်တဲ့။မောင်စိုးတရားစင်တဲ့ပါလာတဲ့မမ်းမောက်ထားတဲ့ပတိတကုံးကိုယူပြီးဒေါ်အေးကြီးကိုဆုပေးလိုက်တယ်။ခဏကြာမှာတော့မန္တန်နေတလဲဆက်ရွတ်ဆိုရင်ဒေါ်အေးကြီးကလည်းလူလဲအော်ဟစ်နေတာပေါ့။ မန္တန်ရွတ်လွတ်ပြီးတာနဲ့တပြိုင်နက်ဒေါ်အေးကြီးလည်းလဲကျသွားပြီးပုံမှန်ပကတိတိုင်းပြန်ကောင်းသွားတာပေါ့ဖြစ်ပြက်တွေအလုံးမြင်လာရတဲ့တကြီးတရားအာနာစွာနေပြီးသူ့အိမ်မှာညာအိတ်ဖို့ဆရာကြီးကိုခွင့်ပန်စကားပြောလိုက်တယ်။ဒီပြင်းညနာလာတယ်နဲ့အိယာဝင်ဖို့ပြင်နေရင်အဆူထိုးတဲ့တရှုကိုကြားလိုက်ရတယ်။ကြီးတရားဝရဏကိုထွက်ရင်အရှင်နေကိုကြီးလိုက်တယ်။ အလန့်တကြပဲဟာလင်းနာတွေတော့များပါလားနန်းတက်ကလည်းအနှစ်မြို့စရာကြီးပါလားဆရာပြာကြီးဦးကျန်တဲ့တရားအရှင်နေကိုကဲခန့်ရင်တကြီးငါဆိုးတော်ကနမိတ်မကောင်းဘူးပြည့်ဒီညတော့ကျွန်တော်တို့တေချာကယူဆရနေမယ်တကြီးကဆရာကြီးကိုလေးစားတော်မျက်လုံးများဖြင့်ကြည့်ဆိတ်ရှာပါဆရာကြီးဆရာကြီးလိုအပ်သမျှပစ္စည်းအလုံးကိုလေးစားမကကျွန်တော်ပြင်ဆင်ပေးပါမယ်ပစ္စည်းအလုံးစုံတာနဲ့ရွာလေးမှာစီးရှာပြီး ကောင်းစွာနှိမ်နင်းမှုစတင်လိုက်သည်။စီးရဲ့၄ဘက်၄တန်ကိုမိရုပ်တွင်ညှိပြီးဆေးရံတပည့်နှင့်ဂါဒာမန်နီယူဆုလိုက်တော်တယ်။အကြမီမှာပဲလင်းနာငှက်တွေအများကြီးရောက်လာကြတယ်။ငှက်တွေနဲ့အတူတော့အဲအဲအနက်တစ်ခုလည်းပါလာတာပေါ့။မခန့်အနက်မခန့်မရနိုင်အောင်နိုင်လို့လာကြ။နှာခေါင်းကိုလက်နဲ့အုပ်ရင်းဆရာကြီးတို့လည်းဂါဒာမန်နီဆက်ယူနေကြတယ်။တချို့လင်းနာတွေကတော့ ။အော်ဟင်းရင်မြင်းမြင်းမောကိုလူးလဲကြကတည်ဆုံသွားကြတယ်။တချို့ကအော်ဟင်းရင်နဲ့ပဲအဝေးတမယာကိုပြီးထွက်သွားကြတာပေါ့။လေနာတွေပြောက်သွားတာနဲ့တပြိုင်နက်စီဝမ်းရှိမှပဲမဲရဂိတ်တခုဘွားခနဲ့ပေါ်လာတော့တယ်။သူ့ရဲ့မျက်လုံးတွေကနှီးရဲနေပြီးဒေါသအပြင်းနဲ့ကျွန်တော်တို့စီဝမ်းရှိတဲ့နေရာကိုပြေးဝင်လာတော့ပေါ့ချိန်မှာပဲဆရာကြီးကသူ့ရဲ့ကျင်းနေအဆောင်လောက်ဘက်ကိုမျှောင်ရင်းဂါရာတွေကိုအာသွန်ခွန်ဆိုင်ယူဆုံနေတော့တယ်။ ဆရာကြီးရဲ့အတန်ကြောင့်ပဲဆရာကြီးကသူ့ရဲ့ကျင်းကြီးအဆောင်လောက်ကိုမြှောက်ပြီးကာရာရွတ်လိုက်တာနဲ့မြ။မကောင်းဆိုးအကြီးကလည်းအတကုံအော်ဟင်းရင်ဒေါသတွေလူလီထွက်ကစီဝမ်းရှိမှရှိတဲ့မန္နဆာရွက်ကို တစစီဖြက်စီပလိုက်တယ်။မကောင်းဆိုးအကြီးကဒေါသတွေလူလီထွက်ရင်ဆရာကြီးကိုသာပြစ်မှတ်ထားပြီးစတင်တိုက်ခိုက်ပါတော့တယ်။ပြန်လန်တိုက်ခိုက်ကြရင်ဆရာကြီးတယောက် နှခေါင်းသွေးယူပြီးလဲကျသွားပါတော့တယ်။ဒီချိန်မှာပဲမောင်စုတရားစီဝိုင်းပြင်ကိုထွက်ပြီးမကောင်းစုဝါကြီးအားစံမှန်တိုင်မှန်နေနဲ့ပတ်ဖြန်းပါတော့တယ်။ဆရာကြီးကလည်းဂါရမဏန်နေကိုအစီမပြတ်ယူဆောင်နေတာပေါ့။စံမှန်တိုင်မှန်နေကြောင့်အာရင်ရောရောလာတဲ့မကောင်းစုဝါကြီးကိုနှစ်နှစ်အလလဂါရမဏန်မောင်များစွာဖြင့်စီမံထားတဲ့ ဓာတ်ကိုထုတ်ပြီးမောင်ဆိုးတယောက်အာကုန်ခုတ်ရှားလိုက်ပါတော့တယ်။ကောင်းဆိုးဝါကြီးကလည်းကျဲလောင်စွာအော်ဟင်းရင်ပျောက်ရှင်မလားပျောက်ကွယ်သွားပါတော့တယ်။အာနေနာအောင်မြင်သွားပြီးတဲ့နောက်ရွတ်တကြီးရဲ့အင်ရှိမှာရွတ်သူရွတ်သားတွေစုယုံမိဆရာကြီးကိုရှိကျူစကားဆိုကြတယ်။ဟုတ်လေဖြေရှာများတဲ့တို့ယောဂတွေကိုကိုဆရာကြီးကိုကိုညင်တောင်းကြတယ်။ဘာသူရွာသားတွေရဲ့ယောဂတွေကိုဆန့်စစ်ပြီးရင်မောင်ဆိုးတရလောဘစိတ်ဝင်လာပါတော့တယ်။ အောက်လန်းနဲ့တိုက်ပြီးဒီပညာနဲ့ပြန်ကုပေးမယ်ဆိုရင်ပတ်စံရှာရလွန်မယ်လို့လောဘတက်ပြီးမောင်စိုးတယောက်မှာပြီးရင်မှားနေပါလို့လေမောင်စိုးကသူ့အတွေ့တွေကိုအကောင့်တွေဖော်ဖို့ကတိသစ္စာကျင်းဆိုထားတာတွေကိုလည်းမေးလျော်နေတာပေါ့သူ့ရဲ့အတွေ့တွေကိုအကောင့်တွေဖော်ဖို့ရန်သားတရှိုးစီကစကားနိုင်ရင်မကြသေးမီကပဲကိုုံဆောင်မျိုးသမီးတယောက်ဆုံးပါသွားကြရွာရဲ့နောက်ဖက်တည်းမြေကွက်လက်ထဲမှာမြုပ်ထားကြောင်းသိခဲ့ရတယ် မျက်နှာလာလာနဲ့မောင်စိုးတယောက်အလောင်းရှိရာသို့ခတ်တုတ်တုတ်ထွက်လာခဲ့တယ်။ပုပ်ပွက်နေတဲ့အလောင်းကိုဖော်ပြီးအောက်လန်းစီရင်နေလောက်ဖို့စတင်ခဲ့တယ်။ညင်းရင်လုံးနေရင်တစ်ကိုင်းနေတဲ့ကြားလိုက်တာကြောင့်ဘေးဘီဝဲရကိုကြည့်ပေမဲ့ဘာရဲ့ရောက်မှမတွေ့ခဲ့ဘူးပေါ့။ဒါနဲ့ပဲပုပ်ပွက်နေတဲ့အလောင်းကိုပြန်ဖုံးပြီးတကြီးရှိရာအိမ်သို့ခတ်တုတ်တုတ်ထွက်လာခဲ့တယ်။ ကြီးအိမ်ရောက်တန်နဲ့မဆူတယောက်ရှင်တော့ဖွားပြီးအိမ်မတို့တိတ်တဆိတ်တက်လာတယ်။အိမ်မရောက်တန်နဲ့တကြီးနဲ့ဆရာကြီးတို့တကားဝမှာရင်းဆောင်နေတာကိုအမှတ်မထင်တွေ့လိုက်ရတာကြောင့်မောင်ဆူအနေငယ်ထိတ်လန့်သွားတယ်။တကြီးတယောက်ဒေါသတွေထွက်ရင် မောင်ဆူမင်းပါလုံနေတာလေ။ငါမင်းပါလုံနေလဲဆိုတာအကုန်သိတယ်ဟု ပြောလိုက်တယ်။ဆရာကြီးကမောင်ဆူကိုစိုက်ကြည့်ရင်မင်းကျိန်ဆူထားတဲ့ဂရိတစ္ဆာတွေကိုမမေ့သေးဘူးဆိုရင် မင်းကိုမင်းကတင်ဖို့အရှိမနှောင်သေးဘူးဟုပြောရင်ဆရာကြီးတယောက်အဲ့ရဝင်ဖို့ပြင်ဆင်လိုက်တော့တယ်။အဲ့ရမဝင်ခင်ကာဒမန္တန်များယူဆိုကြရင်မောင်စုရဲ့ခနာကူကတဖြည်းဖြည်းပြောင်းလဲလာတာပေါ့။ခနာကူကပိန်ကျလာပြီးအသားရည်တွေကလည်းမဲညစ်ကတဖြည်းဖြည်းပြောင်းလဲလာတော့တာပေါ့။လောဘစိတ်မှုန်ပြီးအမှန်မမြင်နိုင်တော့တဲ့မောင်စုတယောက်ဆရာကြီးကိုတတ်ဖို့ကြံရွယ်ကဒါပြင်လေးချိန်တနိုင်ထိုးလိုက်ပါတော့တယ်။ဆရာကြီးက နာကျင်စွာညင်ညွတ်ရင်မင်းကိုဒီလမ်းမမှာရက်တည်ကိုမပေးနိုင်ဘူးမင်းတစ်တဲ့နဲ့ဟူညီတွားရင်နေရာမှာတင်မဲ့ဆုံးမသွားပါတော့တယ်ဆုံးမသွားတဲ့ဆရာကြီးကိုကြည့်ပြီးမောင်စုတယောက်တဟာဟာနဲ့ကြေလောက်စွာအော်ဟစ်ရီမောနေပါတော့တယ်တန်ကြားရသူတကြီးရောက်ရှိလာပြီးမောင်စုကတနတ်နဲ့ပြစ်ခတ်လိုက်တယ်မဆိုတရားတနက်ဖြစ်ဖြစ်ခံရတော့လေသွေးထွက်ရှင်လဲကြခြင်းမရှိတာကြောင့်တကြီးတရားကြောက်လန့်တကြအော်ဟင်းရင်တော့အုပ်ထဲသူပြေးဝင်သွားပါတော့တယ် ဒီကိုတက်ဖို့ရန်နောက်ကပြေးလွှတ်လိုက်လာတဲ့မောင်စုရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းကြီးမားလာပြီးအည်ပြားတွေဟာငါအကြီးကွယ်များကဲ့သို့ကွဲအပ်ခါကျောက်စီအကောင်နဲ့မကောင်စိုးဝါးတကောင်ဖြစ်သူပြောင်းလဲသွားပါတော့တယ်။တော့အုပ်ထဲထွက်ပြေးလာတဲ့တကြီးတယောက်နောက်ဆုံးမှာတော့ဖုံဖုံသတင်းသုံးရာဇရက်တို့ရောက်ရှိလာပြီးဖြစ်ချောင်းကုံစင်ဖုံဖုံအားရှောက်တင်လိုက်ပါတော့တယ်။ ဒေါ်သားတကြီးရောက်ရှိလာတဲ့မကောင်းဆိုးဝါးကြီးဟာဖုံဖုံတည်င်းသုံးရောင်စရက်အတွင်သို့မီးတောင်ငုံဖြင့်စတင်တိုက်ခိုက်ပါတော့တယ်။ကြောက်စရာကောင်းလို့နဲ့သူ့ရဲ့ခန္ဓာကိုယ်အတွင်ပြင်ကိုကြည့်ရင် ဖုံဖုံဟာတင်းငိမ်အေးဆေးစွာဖြင့်ခါရများကိုယ်သူအဆက်မပြတ်ယူဆနေတာကြောင့်မောင်ဆိုးဝါးမောင်ဆိုးဝါးဒေါ်သားတွေထွက်ရင်စရက်အတွင်သို့မီးလုံးများဖြင့်စတင်တိုက်ခိုက်ပါတော့တယ်။ပညာချင်းရှင်မရတဲ့မောင်ဆိုးတယောက်သူပြစ်လွတ်လိုက်တဲ့မီးလုံးတွေဟာပဲ သူစီတံပြန်တက်ရောက်လာပြီးခန္ဓာကိုယ်တစ်ခုလုံးကိုရက်ပတ်ရှင်အောင်ခြင်းခံလိုက်ရပါတော့တယ်။ပူလောင်ခြင်းနဲ့နာကျင်ခြင်းတံတွေကိုလူးလဲခံနေရတဲ့မောင်စုတရားအမားကိုတီးပြီး အခွင့်အရေးပေးဖို့ဖုံဖုံထန်တောင်းပန်ရင်အနဲ့ရောင်မိတော့တင်းနဲ့ဒူလုံးဝပြောက်ွယ်သွားတော့တာပေါ့။ကြောက်စရာကောင်းတဲ့ဖြစ်ပျက်တွေပြီးဆုံးပြီးနောက်နေ့မနက်မှာတော့ဖုံဖုံအားရွာသူရွာသားတွေကိုဆုံးမဩဝါဒတရားများဟောကြားရင်းဇလန်လေးကိုဆုံးသက်ပြန်စီ။ ဆုံးဒီနားထောင်ပြီးတဲ့ပြည်သက်တရားချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဇလန်းလေးတွေနားဆင်ဖို့ like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။